စင်ရခြင်းချမ်းသာခြင်းဒီရအားလုံးရဲ့အရင်ခံတရားကဘာလဲအလုံးမင်္ဂလာပါဒီနေ့မှာတော့ဘုရားဖျားရှင်ရဲ့နာမည်ကျော်တရားတွေတဲ့ကတစ်ခုဖြစ်တဲ့ဓမ္မပရကျမ်းကပရမသုံးကာထာနှစ်ပုဒ်ကိုအတူတူလေ့လာကြရအောင်ပါဒီကာထာလေးတွေတဲမှာဘဝတစ်ခုလုံးအတွက်အသုံးတည့်မဲ့လက်တွေ့အဆုံးအမတွေပြစ်ထားပါတယ်ဓမ္မပရဆိုတာကအတိအက point တွေကိုဖော်ပြတဲ့တိတိကျစ်လက်တဲ့ကာထာပေါင်း၄၂၀ ၃ခုကိုတုံးကထားကိုအခန်းပေါင်း၂၆ခုခွဲပြီးဖွဲ့စည်းထားတဲ့ဒါကျမ်းစာလေးဖြစ်ပါတယ်အဲ့တော့စင်ရဲ့ခြင်းရဲ့စစ်မြစ်ကို ပြောပြတဲ့ပထမဆုံးဂါထာနဲ့စတင်လိုက်ကြအောင်ပါပါဠိလိုတော့မနောပုပ္ပင်ကမဓမ္မမနောတိထမနောမေယမနတသိပရုဋ္ဌိနာဘာတတိဝကရောတိဝတတောနံဒုက္ခမနွေတိစက္ကံဝဝါဟာတောပဒံ လွယ်ကူရှင်းလင်းအောင်ဘာသာပြန်ရရင်ရရာတိုင်းဟာစိတ်ကနေစတင်ပါတယ်စိတ်ကအကြီးကြီးဖြစ်ပါတယ်စိတ်ကဖန်တီးပါတယ်အကယ်၍ညင်နွမ်းနေတဲ့စိတ်နဲ့ပြောမိရင်ပြုမိရင်စင်ရဒုက္ခကလေဘီကနွားနွားရဲ့ခြေတော်ကိုမပစ်လိုက်တယ်လို့အဲ့နောက်ကနေမပစ်လိုက်လာပါလိမ့်မယ်အဲ့တော့ဒီနေရာမှာအရာရာတိုင်းဓမ္မကိုအရာရာတိုင်းလို့အလွယ်တကူဘာသာပြန်ထားတယ် ဓမ္မကိုဒီနေရာမှာမြတ်စွာဘုရားရဲ့တရားတော်တွေလို့မဆုလို့ခြင်းအရာရာတိုင်းဆိုတာကိုကြုံတွေ့ရတဲ့ဘဝအရာရာတိုင်းပေါ့တိုးတိုးလေးဒီဖွင့်ဆိုချက်ကထကရိုက်အဘောနဲ့ကွဲလွဲနိုင်ပါတယ်အတိကအချက်ကပါလဲဆိုတော့စိတ်ဆိုတာအတိကကြားတယ်အရာရာကိုစတင်တယ်ညင်နွမ်းတဲ့စိတ်ဆိုတာပါလဲညင်နွမ်းတဲ့စိတ်ဆိုတာလောဘတွေဒေါသတွေမောဟတွေနဲ့ရှင်တွဲနေတဲ့စိတ်ကိုဆုလို့တာ ရလက်ကတော့စင်ရခြင်းပါပဲဥပမာဒေါသစိတ်နဲ့ဆုံးဖြတ်ချက်ချရင်ဒေါသကြောင့်ပျော်မိတဲ့စကားလုပ်ရက်ကဆက်ဆံရေးကိုပျက်စီးစေတယ်စိတ်ဆင်းရဲရတယ်ဒါပြစ်ဒဏ်အပိခံရတာတော့မဟုတ်ဘူးတဘောဝနိယမအရာဖြစ်လာတဲ့အကျိုးဆက်ပါအဲ့တော့ဒုတိယကာထာချမ်းသာခြင်းရဲ့လိုအပ်ချက်ဒုတိယကာရကတော့ချမ်းသာခြင်းရဲ့လိုအပ်ချက်ကိုဖွင့်ပြပါတယ် နောပုပ်ပင်ကမဓမ္မမနောတိထမနောမေယမနတာစေပတ္တနိနဘာတတိဝကရောတိဝတတောဏ္ဍုက္ခမလွိတိစာယဝအနပါယိနိလွယ်ကူရှင်းလင်းအောင်ဘာသာပြန်ရရင်ရာရာတိုင်းဟာစိတ်ကနေစတင်ပါတယ်စိတ်ကအကြီးကြီးဖြစ်ပါတယ်စိတ်ကဖန်တီးပါတယ်အကေးကြီးလင်းတန်ရှင်းတဲ့စိတ်နဲ့စကားပြောရင်ပြုလုပ်ရင်အကျိုးဆက်အနေနဲ့ချမ်းသာခြင်းဟာကိုယ်နဲ့မကွာကိုယ်နဲ့မကွာတဲ့အရှိတ်လိုပဲတင်းနောက်ကနေမပြတ်လိုက်လာပါလိမ့်မယ် ကရဏပုရဲ့ကွာချချက်ကတတိထကွာဒီကရဏပုရဲ့ကွာချချက်ကိုတတိထမိကြလားသူ့ရဲ့ structure ကအတူတူပဲအဲစကလုံးနှလုံးမဲ့ကွဲတယ်အဲ့ဒါကဗဒုတ်ထေနမြန်မာလို့ဆိုညင်နွမ်းတော့ပတ္တဏီနကြည်လင်တော့အဲ့ဆိုဗဒုတ်ထေနပတ္တဏီနအရာကွဲတယ်ဒုက္ခနဲ့ဒုက္ခအဲ့ဒါကွဲတယ်ဒါပေမဲ့ရလကတော့လုံးဝကွဲပြပါတယ်ဒီနေရာမှာကြည်လင်တဲ့စိတ်ဆိုတာက ောဘဒေါသမောဟတွေကျင်းနေတဲ့စိတ်ကိုဆိုလိုတာအဲ့စိတ်နဲ့ပြောရင်လှုပ်ရင်အကျိုးရလက်အနေနဲ့ပျော်ရွှင်ချမ်းသာစေပြီးတော့အဲ့ပျော်ရွှင်ချမ်းသာတဲ့ရလက်ကသင်ရနောက်ကိုအရေးပေါ်မှာလိုက်နေပါလိမ့်မယ်အဲ့တော့နေစဉ်ဘဝမှာဒါကိုဘယ်လိုအသုံးချမလဲဒီတော့ဒီတရားတော်တွေကိုနေစဉ်ဘဝမှာဘယ်လိုအသုံးချမလဲဆိုတော့ပထမဆုံး ်စိတ်ကိုတတိပြုရမယ်ဘာလို့လဲဆိုရင်စိတ်ကအခြေခံကြတယ်ပေါ့တင်ဘောဟာတင်းစိတ်ရဲ့ရောင်ပြန်ဟမှုပါပဲပြင်ကအခြေအနေတွေကိုအပြစ်တင်နေရင်ဒါကမှန်ကန်တဲ့နီလန်းတော့မဟုတ်ဘူးနံပါတ်1စကားမပြောခင်မလုတ်ခင်စိတ်ကိုစစ်ဆေးပါဒီစကားကိုပြောဖို့စိတ်ထဲမှာပါရှိနေလေဒေါသလားမနာလိုဝန်တို့စိတ်လားလောဘလား ်ဟုတ်ကျေးဇူးတင်စိတ်လားမေတ္တာစိတ်လားကုညီခြင်းစိတ်လားဆိုပြီးတော့ဒါ positive လား negative လား negative လား positive လားအရင်စစ်ဆေးရမယ်ဘာလို့လဲဆိုတော့အကျိုးဆက်ကအဲ့ဒီစိတ်ပေါ်မှာမူတည်နေတယ်နံပါတ်3ချမ်းသာခြင်းရင်စိတ်ကိုကောင်းကောင်းမွေးမြူဆောင်ရှောက်ရမယ်ချမ်းသာခြင်းဆိုတာကအပြင်ကိုရှားမဲ့အရာတော့မဟုတ်ဘူး စိတ်ထဲမှာစိတ်ကိုမွေးမြူပြီးတော့ရရှိလာတဲ့အကျိုးတရားပဲဖြစ်ပါတယ်အဲ့တော့နံပါတ်၄ကပါလဲဆိုရင်စင်ရဲ့ကြုံလာရင်ပြန်လဲစမ်းစစ်ပါစင်ရဲ့ဒုက္ခကြုံလာရင် အပြင်ကိုမကြည့်ပါနဲ့အတွင်းစိတ်ကိုပဲစစ်ဆေးပါ ပြန်ကြည့်ပါအခုငါစိတ်ပါရဖြစ်နေလေဆိုတာပေါ့အဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောရရင်ဒီနေ့အတွက်အတိတ်အသင်ယူစရာကတင်ဘဝဟာတင်းစိတ်ရဲ့ရောင်ပြန်ဟမှုပါပဲ။ စိတ်ညစ်ရင်ဘဝညစ်မယ်စိတ်ကြည်ရင်ဘဝကြည်မယ်ဒါကဘာသာရေးအဆုံးအမတစ်ခုထက်ပိုတယ်ဒါဘဝနိယမတစ်ခုပါပဲအဲ့တော့သင်ရဲ့စိတ်ကို negative တရားတွေဖြစ်တဲ့လောဘဒေါသ మోహ ဆိုတဲ့ delusion အဲ့ဒါတွေနဲ့အပေါင်းသင်လုပ်စီမလားဒါမှမဟုတ်ရင် positive တရားတွေဖြစ်တဲ့ချစ်ချင်းမေတ္တာအတိဉဏ်တွေနဲ့အပေါင်းသင်လုပ်မလား လက်ပြီးလို့ဒုက္ခတွေမလိုက်စေချင်တော့ negative တွေနဲ့သင်ရဲ့စိတ်ကိုကင်းရှင်းအောင်ဆောင်ရှောက်ပါအရေးပေါ်မှာချမ်းသာဒုက္ခတွေလိုက်စေချင်တော့ positivity positive တရားတွေနဲ့ရှင်တွဲအောင်သင်ရဲ့စိတ်ကိုဝေးမြူပါ